အော်တိုဘာ19ရက်ကကျင်းပခဲ့တဲ့ယူ20ကမ္ဘာဖလားပြိုင်ပွဲရဲ့ပိုလိုပွဲမှာမော်ရိုကိုအသင်းကအာဂျင်တီးနားအသင်းကို2ဂိုးအခုမရှိနဲ့အနိုင်ယူပြီးချန်ပီယံဆုကိုအသင်းရဲ့သမိုင်းတလျှောက်ပထမဆုံးအကြိမ်ဖြစ်ဆုခိုးခဲ့ပါတယ်။ပြိုင်ပွဲရဲ့အောင်မြင်ဆုံးဖြစ်တဲ့အာဂျင်တီးနားအသင်းကပိုဆွဲဖို့ပိုပြီးရေပန်းစားခဲ့ပေမဲ့ မော်ရိုကိုအသင်းကအံအားသင့်ပွဲရလက်ကိုဖန်တီးပြနိုင်ခဲ့တာဖြစ်ပါတယ်။ဘိုလိုပွဲမှာမော်ရိုကိုအသင်းရဲ့အနိုင်ကိုနှစ်ဂိုးစလုံးကိုတောင်မန်ကစားသမားဆာဗီရီက12မိနစ်နဲ့29မိနစ်တွေမှာသွင်းယူခဲ့ပါတယ်။မော်ရိုကိုအသင်းဟာ2009ခုနှစ်မှာပိုဆွဲခဲ့တဲ့ဂါနာအသင်းရဲ့နောက်ယူ20ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဆုရယူနိုင်တဲ့ဒုတိယမြောက်အာဖရိကအသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ မော်ရိုကိုသင်းဟောင်းအုပ်စုနောက်ဆုံးပွဲမှာမက်ဆီကိုကိုရှုံးနိမ့်ခဲ့ပေမဲ့စပိန်နဲ့ဘရာဇီးကိုအနိုင်ယူပြီးအုပ်စုပထမနေရာရရှိခဲ့တယ်လို့ဆက်ချောင်းသင်းအစင်မှာတောင်ကိုရီးယားကွာတာဖိုင်နယ်မှာအမေရိကန်ဆီမီဖိုင်နယ်မှာပြင်သစ်တို့ကိုအနိုင်ယူထားပြီးဖိုလူပွဲတက်လာခဲ့တာပါ2025ယူနီဆန်ကမ္ဘာဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ဝက်ဖို့မှာကစားနေတဲ့တက်စင်မိုမာအန်မာကရရှိခဲ့တယ်လို့သိရပါဗျ။